ျွန်တော်တို့ digital fit မှာ digital marketing diploma တက်နေတဲ့မန္တလေးရတင်တန်းသူညီမတယောက်က ဒီတင်နန်းမတက်ခင်မှာအလုတ်ထွက်ပြီးကြသားပေါ့နော်အဲတင်နန်းတက်ပြီးတော့ဆက်ဆက်လုပ်ငန်းလေးတစ်ခု day 1မှာကျွန်တော် smart goal လေးချခိုင်းလိုက်တဲ့ချိန်မှာဒီ smart goal လေးချပြစ်လိုက်တယ်ပြီးတော့သူ့ရဲ့ကိုပိုင်လုပ်ငန်းဖြစ်တဲ့ရေမွေးလုပ်ငန်းလေးကိုရေမွေးရောင်းတဲ့လုပ်ငန်းလေးကိုလုပ်ဖြစ်လိုက်တယ်အခုဆိုရင်တလောက်ပေါ့နော်အဲ marketing budget ဒေါ်လာ20လောက်သုံးရုံနဲ့3 30လောက်သူဝင်နေတဲ့အကြောင်းလေးကိုအခုပဲသူ့ကို1 by 1 coaching လေးလုပ်ရင်းနဲ့တည်ခဲ့ရတယ် ဒီလိုရလက်ကောင်းနေရဘူးဆိုရင်ပေါ့နော်ကျွန်တော်တို့တင်တဲ့အဓိကအားဖြင့်ပေါ့နော်ဒီတင်တဲ့တက်သူရဲ့အစွမ်းအစတွေနော်ပုံမူပြီးတော့ရှိလာဖို့ကုကုကုပိုယုံကြည်လာဖို့ပေါ့နော်ပြီးတော့သူတို့ဒီရီမန်းချက်တွေကိုအောင်မြင်ဖို့ဘာတွေတိထားရမလဲအဲဘာတွေမလုပ်ရဘူးလဲပြီးတော့သူတို့လှုပ်ချင်ပါလျက်နဲ့မလှုပ်ဖြစ်တဲ့အကြောင်းရင်းတွေကို အဲကျွန်တော်တို့ပေါ်ထုတ်ပေးတယ်ပေါ့နော်ကျွန်တော်တို့တင်တဲ့ကဒီတင်တဲ့ပေါ့နော် digital marketing ကိုခလုံးနှိပ်တဲ့ယုံတင်တာမဟုတ်ဘဲねအပြောင်းလဲဖြစ်တည်တည်တင်ပေးတယ်ပေါ့သူ့ပေါင်းတက်ရမယ်ကာလပေါ့နော်3လမှာ9 60လောက်တက်ရတယ်ပေါ့နော်အဲ့တောက်လျှောက်မှာကျွန်တော်တို့အချက်10ချက်ကိုအတိအကျထားပြီးတင်ပေးတယ်ပေါ့နော်အဲ့တော့တစ်ကနေ3ထိရတော့ဒါပထမတစ်ရက်နှစ်ရက်အတွင်းမှာပေါ့နော် နှစ်ရက်အတွင်းမှာပဲဒီကိုယ့်ရဲ့ဈေးကွက်ထဲဝင်ရမယ့် product ကိုဘယ်လိုရွေးချယ်ရမလဲ service ကိုဘယ်လိုရွေးချယ်ရမလဲဒါမှမဟုတ်အာကျွန်တော်တို့ပေါ့နော်ဒီပြိုင်ဘက်တွေထဲတောင်းဘယ်လိုလုပ်ရမလဲစတာတွေကိုတတ်မှတ်ပြီးတော့ goal setting လေးတွေတေချာချပေးတယ်ပေါ့နော် goal setting လေးတွေချပေးတယ်အဲ့တော့ day 21မှာဆိုရင်ကိုချမှတ်ထားတဲ့ goal အလိုက်ပေါ့နော်နေ့စဉ် post တွေဘယ်လောက်တင်ရမလဲ marketing budget တွေဘယ်လောက်ထားရမလဲပြီးလို့ရှိရင်တပုတ်ချင်းတပုတ်ချင်းစီမှာ ကိုတတ်မှတ်ထားတဲ့ဆေးကိုရအောင်နော် message ဘယ်နှစောင်းဝင်အောင်လုပ်ရမလဲဝေသူဘယ်နှယောက်ရအောင်လုပ်ရမလဲစတွေကိုအသေးစိတ်ပြန်ပြီးလုပ်ပြပေးတယ်ပေါ့နော်နောက်တစ်ခါတော့ကျွန်တော်တို့ platform တွေပေါ့နော်ကိုရဲ့ဝေသူတွေရဖို့အတွက်ဘယ် platform တွေမှာဘလို့အားထုတ်မှုတွေလုပ်မလဲနော်ဒါလေးကျွန်တော်ပြောပေးတယ်အဲပြီးရင်တော့အဲ့ platform တွေကိုတတိချာချာနဲ့ကျွမ်းကျင်နေသည်ပေါ့နော် operation ဘယ်လိုလုပ်ရမလဲဒီ deployment ဖြစ်အောင်ဘယ်လိုလုပ်ရမလဲတွားတယ်ပြီးတော့ content ရေးသားနေပေါ့နော် content ရေးသားနေဆိုရင်လည်းကျွန်တော်တို့ဒါ ဒေး37 73မှာပါเนาะ content strategy တွေတင်ပေးတယ်เนาะအဲ့တော့အလွယ်တကူနဲ့ content ရည်နည်းတွေလေ့လာရမယ်เนาะနံပါတ်၈ကတော့ကိုယ့်ရဲ့ content တွေလူတွေ့များလာအောင်လုပ်ရမယ့် strategy တွေဒါဆိုရင်တော့သူက16 18 19 20 21ရက်နေ့ထိเนาะအဲကျွန်တော်တို့9ရက်ဆက်တိုက်တင်တယ်နံပါတ်9ကတော့ကိုယ်လုပ်ထားတဲ့ရလက်တွေကိုပေါ့เนาะပြန်လဲစစ်ဆေးတဲ့ matrix တွေပေါ့เนาะအဓိက matrix 6ကို နမတ်30ဆိုရင် day 27မှာ ကိုရီမန်းသားတဲ့ဂိုးတွေကိုအလုံးမဖြစ်ဘူးဆိုရင်ဘလို့အလုံးဖြစ်အောင်လုပ်ရမလဲစတာတွေကိုတင်ပေးတယ်ဒီလိုအချက်တွေကြောင့်ပေါ့နော်တင်နေတက်တဲ့သူတွေတည်းကတကယ်စူးစမ်းတဲ့သူတွေကတကယ်ရလက်ထွက်ကြတယ်